ကျော်တင်ညိုင်းတွေကအော်လန်စီယာဘားတွေကိုနှိမ်နှင်းပြီးတဲ့နောက်အဲ့နေ့ကစလို့နောက်ပိုင်း၃လညလောက်အောင်မြတ်တာတယောက်ဟာသူ့အမေရဲ့ပုံရိပ်တွေကိုခဏခဏအိမ်မက်မက်လို့နေခဲ့ပါရယ်ဒီညလဲတဲဥပြန်နာကအမောင်တူထဲမှာ နဲ့ရောင်ရှုံလေးကိုလွမ်းရှုံထားတဲ့အမျိုးသမီးတယောက်နောက်ကျောပေးရက်နေတာကိုအောင်မြတ်တာဟာအိမ်မက်ထဲမှာထင်းနေကြတွေ့လိုက်ရတဲ့အတွက်အမေလို့အကြီးအကျယ်ခေါ်ပြီးလှန်နှိုးလို့လာခဲ့ပါတယ်။ညနေတကောင်ရန်ကြီးဖြစ်လို့ဘေးဘီဝဲရာကိုကြည်လိုက်တော့သူလေးလာနေတဲ့မန်နန်စာအုပ်တွေမှာအပါတခြားဘာမှမရှိခဲ့ပါဘူး။အောင်မြတ်တာလည်းအိမ်မက်မက်ရာပဲလို့ကိုကိုကိုပြန်ဖြေသေးရင်ပြန်လဲအိတ်ဆက်ဖို့အတွက်စူးစမ်းခဲ့လိုက်ပါတယ်။ ခနာကူမှာတော့ချွေတီချွေပေါက်တွေကများစွာရှိလုံနေခဲ့ပါတယ်။ဘယ်လိုမှပြန်အိတ်လို့မရတဲ့အဆုံးမှာတော့အိန္ဒိယကိုမီးပြီးအိမ်မက်ထဲမှာမြင်လိုက်ရတဲ့အမျိုးသမီးရဲ့ပုံရိပ်ကိုပြန်လဲတွေးတောဆုံနေခဲ့ပါတော့တယ်။ အဲ့ဒီမျိုးသမီးရဲ့မျက်နှာကိုအောင်မြတ်တာဟာတိတိကျကျမမြင်လိုက်ရပေမယ့်သူ့ရဲ့အမေဖြစ်တယ်လို့စိတ်ထဲမှာတထိရှာယုံကြည်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲမနဲ့မိုးလင်းတဲ့အထိအောင်မြတ်တာတယောက်အဲ့လိုမပြောတော့ပါဘူး။နောက်တနေ့ညမှာတော့မင်းညာကအတိုင်းအမဲလို့လို့အိမ်မက်ထဲမှာတွေ့နေရတဲ့မျိုးသမီးတယောက်ကိုထပ်မံအိမ်မက်မက်ပြန်ပါတယ်။အိမ်မက်ထဲမှာတော့အောင်မြတ်တာဟာတဲဥပြန်လာမှရှိနေခဲ့ပြီးအဲ့ဒီအမျိုးသမီးကတစ်ပင်လျှောက်ကြီးနှစ်ပင်ရဲ့အနားမှာမတ်တက်ရက်လို့နေခဲ့တာပါ။သူမရဲ့နောက်ကျောကိုသာမြင်ရပြီးလေတရှဲဝေးလိုက်တိုင်းခန္ဓာကိုယ်မှာလွမ်းရ ချုပ်ထားတဲ့အနဲ့ရောင်ဝေယုံစာဟာလေးအထက်မှာတစ်ဖြက်ဖြက်နဲ့ဝဲပြန်နေခဲ့ပါရယ်။ဒူမားနဲ့မျက်နှာရှင်းဆိုင်မှာတော့အဖြူရောင်အလေးနှန်းတွေကမျက်စိကြိမ်လာအောင်ထုံးလင်းတောက်ပါလို့နေပါရယ်။အောင်မြတ်သားဟာအဲ့ဒီအမျိုးသမီးရဲ့ကြောပြင်ကိုတော့ချင်းချင်းချာချာမြင်လို့နေခဲ့ရသေးတာပေါ့။အိမ်မက်ထဲမှာရောင်နေတဲ့အောင်မြတ်သားဟာငါအမေကိုတွေးမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီအမျိုးသမီးထံကိုပြေးသွားခဲ့ပါရယ်။အောင်မြတ်သားပြေးသွားတာနဲ့တပြိုင်တည်းထဲအနဲ့ရောင်ဝေယုံစာကိုလွှမ်းရုံထားတဲ့အဲ့ဒီအမျိုးသမီးကအောင်မြတ်သားနဲ့စန့်ကျင်ဘက်အရက်ရှိကိုဖြည်းဖြည်းချင်းတိုးလို့သွားခဲ့ပါရယ်။ ပြီးတော့သူမဟာအလင်းရောင်လေးကိုဝင်ရောက်ကပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။အောင်မြတ်သားဟာဒါကတိုက်ဆိုင်မှုမဟုတ်ဘူးတစုံတစ်ခုကိုတတိပေးချင်နေတဲ့သဘောပဲဖြစ်တယ်ဆိုတာကိုတီးခဲ့လိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုပုံစံနဲ့မတ်တဲ့အိမ်မက်ဟာညတိုင်းလိုလိုမတ်နေတာကြောင့်ပဲဖြစ်ပါတယ်။နောက်တနေ့မနေ့ကိုရောက်တဲ့အခါမှာတော့အောင်မြတ်သားလည်းဘလို့မှထိန်းချုပ်လို့မရတော့ပဲအမြဲလိုလိုမြင်မက်နေတဲ့အိမ်မက်ကို အခင်ဖြစ်သူဦးတွညိုထံကို ပြောလာခဲ့ပါတယ်။ဦးတွညိုကစွန့်ပစ်သွားတဲ့သူ့အမိကြောင်းကိုမပြောဖို့တားမြစ်ထားပေမဲ့လို့လည်းအောင်မြတ်သားကထိန်းချုပ်လို့မရခဲ့ပါဘူး။ဘယ်လိုပဲဖြစ်နေပါစေဦးတွညိုကလည်းအောင်မြတ်သားကိုရှစ်တဲစေကြောင်းမကြားကျင်တဲ့စကလုံးတွေကိုတီးခံပြီးနားထောင်ပြီးလို့နေခဲ့တာပေါ့။အမှန်တကယ်ပါပဲ။ဦးတွညိုကအောင်မြတ်သားရဲ့အမိဘသူဆိုတာကိုသူလုံးဝမသိပါဘူး။တဲဦးပြက်ထဲမှာရှိနေတဲ့တရေသုံးကောင်ကတော့အောင်မြတ်သားရဲ့အမိကိုဝိုးတော်ဝါပဲမြင်ဖူးပါသေးတယ်။ အရင်ညကိုရောက်တော့အောင်မြတ်တာဟာအိမ်မက်ထက်မက်ပြန်တာပေါ့ဒီတစ်ချိန်မှာတော့အရင်ညတွေကလို့တဝက်တစ်ပြက်ကြီးမတ်တာမဟုတ်ပဲရုတ်တရက်လန်နိုးသွားတဲ့အချိန်အောင်မြတ်တာကအိမ်ပေါ်မှာရှိမနေခဲ့တော့ပါဘူးပဝင်ချင်းကိုကြီးခလိုက်တဲ့အခါမှာတော့တောတင်ညိုင်းထဲမှာရောက်လုံနေခဲ့ပြီးညအချိန်မြူကိုးတွေလွမ်းရှုံလုံနေပါတယ်တဲဦးပြန်သားမှာရှိနေတဲ့မြေစာပုံတစ်ခုမှာအောင်မြတ်တာရှိလုံနေခဲ့ပြီးအန်အော်ဂျီနယ်ဘေးဘီဝဲရကိုကြီးကမတ်တက်ထားရက်ခဲ့လိုက်ပါတော့တယ်ဒါဟာအိမ်မက်ပဲဆိုတာကိုတော့အိမ်မက်ထဲကအောင်မြတ်တာတရားမသိပါဘူး ်သူဟာတရှောက်ပင်ကြီးနှစ်ပင်ကြားကိုချေးချူကြည့်ကြလိုက်တဲ့အခါမှာတော့ဝိယုံလွမ်းရှုံထားတဲ့မြို့သမီးတယောက်နောက်ကျောပြီးထွက်ခွာနေတာကိုဘိုးတော်ကမြင်တွေ့ခဲ့လိုက်ရပါတော့တယ်။အောင်မြတ်သားလည်းအမေအမေလို့ခေါ်ပြီးအမျိုးသမီးရဲ့နောက်ကိုဒုံဆိုင်ပြေးလိုက်လို့သွားတာပေါ့။အောင်မြတ်သားကအားကုန်ပြေးနေခဲ့ပြီမဲ့လို့လည်းအဲ့ဒီအမျိုးသမီးကပုံမှန်ပဲလမ်းလျှောက်နေခဲ့တာပါ။ဒါပေမဲ့အောင်မြတ်သားကတော့လိုက်လို့မမိခဲ့ပါဘူး။အမောင်တို့ထဲမှာအလောကြီးပြေးလွှားနေတဲ့အတွက်အမောဆိုးလို့နေခဲ့ပြီးခန္ဓာကိုယ်ကလည်းရွှေတိရွှေပေါက်တွေကြာလို့နေခဲ့ပါရဲ့ အောင်မြတ်သားအနာကိုရောက်လာလေလေအဲ့ဒီမျိုးသမီးကအဝေးကိုထွက်ခွာသွားလေလေဖြစ်နေခဲ့ပါတယ်။ပေမန်ရန်ရနာတွေကိုခနာတာပေးရှိထားခဲ့လိုက်ပြီးအမျိုးသမီးရဲ့နောက်ကိုအားကိုပြေးလိုက်လို့လာခဲ့တာပေါ့။အမျိုးသမီးကလည်းတနီယာကိုရောက်တဲ့ခါမှာတော့ရှေ့ဆက်မသွားပဲမတက်ရက်နေတဲ့အချိန်အခွင့်ကောင်းကိုအမိအရဆုပ်ကန်ကျင်တဲ့အောင်မြတ်သားဟာအနာကိုရောက်ပြီးဆိုတာနဲ့အဲ့ဒီအမျိုးသမီးရဲ့လက်ကိုဖမ်းဆုပ်ခဲ့လိုက်ပါတော့တယ်။ရှက်ရှင်းပဲအဖြူရောင်အလင်းနှင်းကြီးနဲ့အတူလေပြင်းတစ်ချက်ကအောင်မြတ်သားရဲ့ခန္ဓာကိုယ်ကိုပွေးရှိလို့သွားခဲ့တာပေါ့။ ငယ်သမောင်အော်ဟစ်တန်ကြီးနဲ့အတူအောင်မြတ်တာလဲအိမ်မက်သေးကနေလန်တိုးလို့သွားခဲ့ပါတယ်ညာကအတော်လေးကိုနက်လို့နေပါပြီ နည်းနည်းရှားရှားအိမ်ပြောင်နေရကနေရုတ်တရက်လန်တို့သွားတဲ့အတွက်ခေါင်းတစ်ခုလုံးတူနေထူးတယ်လို့မျိုးနာကျင်လို့နေခဲ့ရတာပေါ့ခန္ဓာကိုယ်ကလည်းရွှေတီရွှေပေါက်တွေကြာလို့နေခဲ့ပြီးအပြင်မှာပြေးလွှားနေတဲ့ပုံစံအတိုင်းမောပန်းနှွမ်းနေလို့နေခဲ့ပါတယ်အောင်မြတ်တာဟာဒါကတာမန်အိမ်မက်တစ်ခုပဲဖြစ်ပါစေလို့ဆုတောင်းရင်းပြန်အိပ်ဖို့အတွက်ကြိုးစားခဲ့လိုက်တာပေါ့နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့ညကမြင်မဲ့ရတဲ့အိမ်မက်ကိုဖားခင်ဖြစ်သူဦးသွန်းညိုထံထပ်မံပြောကြားခဲ့ပါတယ် ဦးထွန်းညိုကလည်းရဲရဲဆက်ဆက်ဆွန့်ပစ်သွားခဲ့တဲ့အောင်မြတ်သားရဲ့အမိအကြောင်းကိုကြားထောင်မကြားချင်ပါဘူး။ဒါကိုရှင်းလွန်းလွန်းသာတီးခံပြီးနားထောင်ပေးနေရတာပဲဖြစ်ပါတယ်။အောင်မြတ်သားကလူငယ်တဘာဝအလျောက်တီးကျင်စိတ်ကတားဆီးလို့မရခဲ့ဘူး။ဒီတော့9ရက်6ရက်စတိုင်လောင်မြင်မှန်းနေတဲ့အိမ်မက်ဟာဒီအတိုင်းပြီးဆုံးသွားမှမဟုတ်ပဲအိမ်မက်ထဲမှာမြင်တွေ့နေရတဲ့အမျိုးသမီးကိုလိုက်လံရှာဖွေဖို့အတွက်အောင်မြတ်သားတယောက်ဆုံးဖြတ်ခင်လိုက်ပါတော့တယ်။ ။အဲဒီကြောင့်ကိုဦးတွန်းညိုထံသွားပြီးဖွင့်ဟာကခွင်တောင်းခဲ့တဲ့အခါမှာတော့ဦးတွန်းညိုလည်းအောင်မြတ်တာကိုအခုလိုပြန်ပြောခဲ့လိုက်ပါရယ်။ဟောတော့မင်းပြောသလိုဆိုရင်အဲ့ဒါကမင်းအမေရဲ့ပုံရိပ်ပဲ။ဒါတေးကြရဲကွာ။ကျုပ်တိကျင်တာကဘာလို့အမေကကျုပ်ကိုရရဆက်ဆက်ထားခဲ့ရတာလဲ။ကိစ္စတခုတော့ရှိမှာပဲအဖေရ။အမေကိုကျုပ်လိုက်ရှာခြင်းနဲ့ဗျာ။အေးပါမင်းရဲ့စိတ်ဆန္ဒကမင်းရဲ့အာယုံကိုလွှမ်းမိုးနေပြီဆိုတော့မမထားတော့ပါဘူး။ ဦးထွန်ညိုလည်းအောင်မြတ်သားရဲ့ပခုံးလေးကိုပုတ်ခဲလိုက်ရင်တရှင်ကြရင်အခုလိုမျိုးစကားအောင်မြတ်သားစီကထွက်လာမယ်ဆိုတာကိုကြိုသိလို့နေခဲ့ပါတယ်။အဲ့ဒီအပြင်တနည်းနည်းမှာအောင်မြတ်သားဟာသူ့ရဲ့ပျောက်ဆုံးနေတဲ့မိခင်ကိုရှာဖွေဖို့အတွက်ခရီးထွက်ရလိမ့်မယ်ဆိုတာကိုလည်းဦးထွန်ညိုကကြိုသိလို့နေတာပေါ့။ဘာကြောင့်လဲဆိုတော့အောင်မြတ်တာရဲ့ဇာတာခွင်မှာစူးစမ်းလို့စိတ်ကြောင့်မဖြစ်ဖြစ်အောင်လှုပ်ဆောင်မယ်ဆိုတဲ့ဇာတာခွင်ကပါခဲ့လို့ပါပဲ။ဒါပေမဲ့အခုလောက်ထိမမြန်ဆန်ဆန်ဖြစ်လာနိုင်မယ်လို့လည်းဥထုံးညိုကမထင်ထားခဲ့တာအမှန်ပဲပေါ့။ အောင်မြတ်သားလည်းသူ့ရဲ့အိမ်မက်ထဲကအမေကိုမချဖွေခင်ဦးတွညို့ကိုနှုတ်ဆက်တဲ့အနေနဲ့လှမ်းဖက်ခဲ့လိုက်ပါတော့တယ်။တကားမှမလုပ်ဘူးတဲ့အမိုးရွာကြောင့်ဦးတွညို့ရဲ့နှလုံးခုန်တံတွေမြန်ဆန်သွားပြီးအံ့ဩလွတ်သွားခဲ့ရတာပေါ့။အဲဒီအံ့ဩမှုကထိတ်လန့်မှုမရှိဘဲပျော်ရွှင်မှုပီတိတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။ဦးတွညို့လည်းအောင်မြတ်သားကိုပြန်လဲပွေဖက်ပြီးကောင်းကွန်ညီညီတသာပေါ်တက်ပေးခဲ့လိုက်တာပေါ့။နှစ်ယောက်သားအချိန်တကူကြာတဲ့အချိန်တယောက်ကိုတယောက်နှုတ်ဆက်စကားတွေပြောဆိုနေခဲ့ကြပါတယ်။ပြီးရင်နောက်မှာတော့ဦးတွညို့လည်းအခန်းထဲကိုဝင်လို့သွားခဲ့ပြီးအောင် မြတ်တာအတွက်ဆေးလွယ်အိတ်လုံးကိုကင်ကအပြင်ကိုပြန်ထွက်လွတ်လာခဲ့ပါတယ်ဆေးလွယ်အိတ်ထဲမှာတော့ပယောကနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စည်းတွေအားလုံးပါဝင်လို့နေတာပေါ့လန်ကီမှာအောင်မြတ်တာဒုက္ခရောက်မယ်ဆိုရင်အဘလိုတားလိုက်တာနဲ့ဥထုံညိုရဲ့ကြေးကျုံဖြစ်တဲ့တောတစီကြီးကအောင်မြတ်တာကိုလိုက်လံဆောက်ရှောက်ပေးဖို့အထီးပါအစီအရင်တွေနဲ့ပြုလုပ်ထားပြီးသားပဲဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ဘယ်အရာမှလွယ်လင်းတကူအောင်မြင်ဖို့ထုံးစံမရှိပါဘူး။ဦးတို့ညိုကိုရိုင်းလည်းဒီဘဝတီလို့အရှင်နေရောက်ဖို့အတွက်အခက်ခဲပေါင်းများစွာကိုဖြတ်တန်းလာခဲ့ရတာပါ။အောင်မြတ်သားဟာအိမ်မက်ထဲကမိခင်ဖြစ်သူကိုလိုက်လံရှာဖွေဖို့ဖြစ်လာတဲ့အခါမှာတော့ဦးတို့ညိုတရားဟိုးအရင်ကလေးကစီစဉ်ထားခဲ့ရတဲ့အစီအရင်အားလုံးကို အောင်မြတ်သားထံလွှဲပြောင်းပေးခဲ့ရပါတယ်။အဖေကျုပ်ကိုဆောင်ပါတချိန်ကြာရင်ကျုပ်အဖေစီကိုပြန်လာခဲ့ပါမယ်ဘာသာအောင်မြတ်တာဘယ်အရှိနေပဲရောက်ရောက်ဘလို့ပဲဖြစ်ဖြစ် မင်းတခုမှတ်ထားရမှာရှိတယ်ကွာဒါဟာမင်းကငါရဲ့တအိုးကြီးတော်သားပဲကွာဥထုံညိုရဲ့စကားဆုံးတော့အောင်မြတ်သားလည်းအသားအရပြုံးခဲ့လိုက်ပါတယ်ပြီးတော့အောင်မြတ်သားဟာကျုပ်သွားတော့မယ်ဖေလို့နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ကြောခိုင်းကလဲထွက်လို့သွားခဲ့တာပေါ့ဖာကင်ဖြစ်သူကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတော့အချိန်အတိုင်းတာတကူတီမီးလို့မရခဲ့တဲ့သူ့ရဲ့မိတ်ဆွေတွေစီကိုအောင်မြတ်သားထွက်သွားခဲ့ပါတယ် ဒေါ်လာအတိုင်းပြတ်သွားရင်ကနေနောက်ဆုံးတဲအိုပျက်စီကိုရောက်လို့လာခဲ့တာပေါ့တဲအိုပျက်စီမှာရှိနေတဲ့တရေသုံးကောင်ကလည်းအောင်မြတ်တာကိုမြင်တော့သူ့ရဲ့အကြံစီတွေကိုအစောကလေးကတည်နေတာကြောင့်လက်ပြနှုတ်ဆက်လုံးနေခဲ့ပါတယ်အောင်မြတ်တာကလည်းတရေသုံးကောင်ကိုခနာတာငေးမောကြည့်နေတဲ့အချိန်ရွှေဝါရောက်အလေးနက်နေတဲ့အတူတရေသုံးကောင်ကသူ့ရဲ့မျက်စိရှိမှပဲပျောက်ကွယ်လို့သွားခဲ့တာပေါ့သူဟာအိမ်မက်ထဲကတောအုပ်တွေကိုဦးတည်ပြီးဆက်လျှောက်သွားခဲ့ပါတယ် ြောအုပ်သေးပုံမနှက်ဆိုင်လာတာနဲ့အမျှအိမ်မက်သေးကမြင်ဝင်နေတဲ့တချက်သေးဖြစ်နေရဆိုတာကိုအောင်မြတ်တာတတိထားခဲ့မိပါရယ်။ဒေါ်အုပ်ရဲ့ပဝင်းချင်းပုံစံနဲ့တစ်ပင်ပေါက်ရောက်နေတဲ့ပုံစံတွေကအိမ်မက်သေးကအတိုင်းတချက်သေးပါပဲ။ခရီးစံနေရင်ကနေညနေဆောင်တော့ခရီးတစ်ခေါက်နားခေလိုက်တာပေါ့။အိမ်တန်းတက်ဖို့အတွက်ပြန်တန်းနေကြတဲ့ဂျင်းငက်တွေကောင်းကင်ရံမှာကြဲကြဲလောက်လောက်အော်ဟစ်နေကြကြပါရယ်။နေမင်းကြီးကလည်းညညောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပြီးတောင်စွေရဲ့နောက်ကိုဝင်ရောက်ပြောက်ခွဲလို့သွားပါရမယ်။ မမောင်ခင်အနားယူဖို့နေရာတစ်ခုကိုအမြန်ရှာဖွေခဲ့လိုက်ပြီးအမောင်သူမဖုံးလွှမ်းခင်မှာမိဖို့တစ်ခုကိုဖန်တီးခဲ့လိုက်ပါတော့တယ်။ဒေါ်အုပ်ထေကတားကောင်တွေရဲ့အတန်တွေဟာအမောင်သူစားတင်လွှမ်းရှင်လာပြီးဆိုတာနဲ့တစားတစတိုးဝင်လာခဲ့ရပါဘော။ဒေါ်ရဲ့တားကောင်တွေရဲ့အတန်ပြောက်ွယ်သွားတဲ့အခါတိုင်းပဝင်းကျင်ရဲ့တိတ်ဆိတ်မှုကပြန်လည်ဖုံးလွှမ်းလို့လာပါတယ်။ဘလောက်ထိတိတ်ဆိတ်တယ်လဲဆိုရင်လေတိုက်တန်ကိုတော့ကြားနိုင်လောက်အောင်ဖြစ်လာခဲ့ပြီးအဲဒီလိုမျိုးစိတ်လျှောက်ရှားစရာအခြေအနေကြီးက လောကနာကြီးနဲ့ထိတွေ့မှုနေပါသေးတဲ့အောင်မြတ်တာအဖို့တော့ထိတ်လန့်မှုတစ်ခုဖြစ်ပေါ်စီခဲ့ပါတယ်။ယုတ်တရအတွေးပေါင်းစုံကကောင်းထဲမှာထိုးနှက်နေတဲ့အချိန်ရင်းနှီးတဲ့အတန်တကူအောင်မြတ်တာကြားခဲ့လိုက်ရတာပေါ့။အတန်လာရာကိုလှည့်ကြည့်လိုက်တော့ဘာမှတော့မတွေ့ခဲ့ပါဘူး။ဒါကြောင့်စိတ်ထင်တာပဲဖြစ်မှာပါလို့တွေးရင်လေရှုံကစက်နေခဲ့လိုက်ပါတော့တယ်။သူ့ရဲ့အကြအာယုံကိုတော့ပဝင်းကျင်စီကိုဖြန့်ကျက်လွတ်ထားခဲ့လိုက်တာပေါ့။အဲဒီချိန်မှာပဲအနိကက်ရှုံဘုတ်တကူတွေကနေလှောက်ရှားနေတာကိုအောင်မြတ်တာသတိထားခဲ့မိပါတယ်။ဒါကြောင့်မိသွဲလောင်နေတဲ့ ထင်းကြောင်တစ်ချောင်းကိုကောက်ကန်ခဲ့လိုက်ပြီးအတန်လာရရှုံပုတ်စီကိုဖြည်းဖြည်းချင်းခြောက်လို့သွားခဲ့လိုက်တာပေါ့အနာကိုရောက်တော့ရှုံပုတ်ကိုဖယ်ပြီးအထဲမှာပါရှိတယ်ဆိုတာကိုကြည့်ဖို့အတွက်စူးစမ်းခဲ့လိုက်ပါတော့တယ်ပထမတစ်ကိုင်းတွေကိုဖယ်တော့ဘာမှမတွေ့ဒုတိယတိရွက်တွေကိုဖယ်တော့လည်းဘာမှမတွေ့နောက်ဆုံးတစ်ပင်ရှည်ရင်ကိုလက်နဲ့ဖယ်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့ကြောက်တုံးတုံးပေါ်မှာနားနေတယ်ကြီးကန်းငက်တကောင်ကိုအောင်မြတ်တာတယောက်မြင်တွေ့ခဲ့လိုက်ရပါတယ်အောင်မြတ်တာအောင်မြတ်တာဒါဒါဒါလေ အဲ့ဒီကြီးကန်းကန်းဟာအိမ်မက်ထဲကသူ့အမေရဲ့အော်ခေါ်နေတဲ့အတန်နဲ့တပုံစံနဲ့ဖြစ်နေတာကြောင့်အောင်မြတ်တာဟာအံ့ဩထိလန့်သွားခဲ့ရပါတယ်။ကြီးကန်းကသူ့ရဲ့နာမည်ကိုအစမပြတ်အော်ဟေးရဲ့အတောင်ပံကိုမမြန်ခက်ကမျက်နာနာကိုတိုးဝင်လာခဲ့လိုက်တာပေါ့။အောင်မြတ်တာကလည်းရုတ်တရက်မလို့လမ်းပြန့်သွားခဲ့ပြီးလက်မကင်ထားတဲ့မိတို့တောင်မြေပြင်ပေါ်ကိုလွတ်ကျလို့သွားခဲ့ပါရယ်သူကိုယ်တိုင်ကလည်းမြေကြီးပေါ်ကိုပလက်လန့်လဲကျသွားခဲ့ရတာပေါ့ ောင်းငယ်ဘော်ကိုမောကြည့်လိုက်တော့အိတ်တမ်းမတက်သေးတဲ့ကြီးကန်းငှက်တွေအများအပြားဝဲပြန့်နေရဆိုတာကိုတွေးကြည့်လိုက်ရပါတော့တယ်။ဒါကပုံမှန်အရှင်နေမဟုတ်ညဘက်မှာကြီးကန်းတွေစူးဖွဲ့ဝဲပြန့်နေတာဟာမကောင်းမှုတစ်ခုနဲ့ဆက်ဆက်နေရဆိုတာကိုအောင်မြတ်သာသိလို့နေပါတယ်။အတွေ့အပေါင်းဆုံးကောင်းတဲ့ကုန်ဝင်ရောက်နေတဲ့အချိန်မှာပဲကောင်းကင်မှာပြန်တန်းနေတဲ့ကြီးကန်းတွေကအောင်မြတ်သာစီကိုတနမမတ်ပြန်ဝဲလို့လာခဲ့တာပေါ့။ပြီးရင်တော့အုပ်စုဖွဲ့နှုတ်သီးနဲ့စိတ်ဓာတ်ကြောင့်အောင်မြတ်သာရဲ့ခန္ဓာကိုယ်တစ်ခုလုံးတွေးချင်းချင်းရဲလို့သွားခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးကိုတခါမှမကြုံဘူးလေ ောင်မြတ်တာဟာအမှန်တကယ်ငှက်စစ်စစ်မဟုတ်ကြောင်းကိုတီးခက်လိုက်ရတာပေါ့ဒါကြောင့်မျက်လုံးမိတ်ခါပြန့်လွင့်နေတဲ့သူရဲ့စိတ်အာရုံကိုစူးစီးကြလိုက်ပြီးမန္တန်တပုတ်ကိုရွတ်ဆိုခက်လိုက်ပါတယ်အောင်မြတ်တာတယောက်မန္တန်ရွတ်ဆိုနေတဲ့အချိန်မှာကြီးကန်းတွေကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းဝန်းထိုးစိန်နေခဲ့ကြပါတယ်။မန္တန်ပြီးဆုံးတာနဲ့တပြိုင်နက်တည်းအောင်မြတ်သားကအကျယ်ကြီးអော်လိုက်တဲ့အခါမှာတော့ကောင်းကင်ရံမှာပြန်ဝဲနေတဲ့ជីကန်တွေဟာရုပ်ရှိဆိုသလိုမီးလောင်ကျွမ်းသွားခဲ့ပြီးမြေပြင်ပေါ်ကိုတပုတ်ပုတ်ပြုတ်ကျသွားခဲ့ပါတယ်။ជីကန်အလုံးမြေပြင်ပေါ်မှာတည်ဆုံးနေတဲ့မြင်ကွင်းကိုအောင်မြတ်သားကြီးရဲ့အတော်လေးကိုမော်ဟိုက်လုံနေတာပေါ့။ဒီလိုအရှင်ကြီးကနေလွံ့မြောက်အောင်ကြိုးစားဖို့တူထွေတူထူစဉ်းစားမနေတော့ပဲနေရာကနေအမြန်ဆုံးပြေးထွက်သွားခဲ့ပါတယ်။ ါပေမဲ့ရုတ်တရက်ကောင်းကင်ယံဟာတည်ငိမ့်နေရာကနေလေပြင်းမုန်တိုင်းတွေတိုက်ခတ်လို့လာခဲ့တာပေါ့ တင်ကင်းစင်နေတဲ့ကောင်းခင်ကတင်ညိုတင်မဲတွေဖုံအုပ်လိုလာခဲ့ပြီးမိုးကျုံမုန်တိုင်းကြတော့မယ်အလားစိုးဝါတဲ့အခြေအနေတခုကိုဖန်တီးစီခဲ့ပါတယ်။အောင်မြတ်သားကလည်းဘာဖြစ်တာလဲဆိုတဲ့အတွင်းနဲ့ကောင်းခင်ရံကိုမောကြည့်နေတဲ့အချိန်မန်တန်ကျောင်းတည်ဆုံသွားတဲ့ကြီးကန်းတွေဟာအနဲ့ရောင်အခုအငွေတွေဖြစ်ပြောင်းလဲလို့သွားခဲ့ပြီးကောင်းခင်ရံမှာအနဲ့ရောင်မိခိုလုံးကြီးတခုအနေနဲ့ပေါင်းစည်းလို့သွားခဲ့ပါတော့တယ်။သူရဲ့ဘဝမှာပထမဆုံးမြင်ဘူးတဲ့မြင်ကွင်းတွေဖြစ်တာကြောင့်ထွက်ပြေးဖို့တော့မစဉ်းစားနိုင်တော့ပဲငေးမောကြည့်လို့နေခဲ့ပါတယ်။အမန်တကယ်လေထွက်ပြေးဖို့အတွက်သူ မှအားအမရှိပါဘူးဆုံးလိနာစင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ